ကဲမင်္ဂလာပါမျိုးတို့လေဒီကနေ့ကတော့အဖွင့်လှတယ်လို့ပဲပြောရမှာပဲဗျာနော်ကျွန်တော်တို့ထိတ်ကြီးရတယ်6ထိတ်မှန်ခဲ့တယ်နော်6ခွန်နော်နောက်တခါဗရိတ်ကလည်း3ဗရိတ်မှန်ခဲ့တယ်နော်အဲ့လိုမှန်ခဲ့ပြီးတော့ကီးရတော့ညနေပိုင်းမှာ၄၁ဆိုပြီးတော့ကျွန်တော်တို့ကီးရညနေပိုင်းကျမှသွားမှန်းနေနော်အဲ့တော့ကျွန်တော်တို့ကဒီလိုသွားမတွဲလိုက်တာပဲကံကောင်းတယ်ဗောနော်သွားတွဲလိုက်မိရင်ကျွန်တော်တို့ကဘာဖြစ်မှာမဟုတ်ဘောနော်အဲ့တော့60ခွန်ဆိုတော့နော်ကနန်းကကျွန်တော်တို့ တင်ခွက်ဒီမှာဒါလေးကျွန်တော်ရေးပေးတာရနော်အဲလေးခွက်ထဲမှာတော့လေးခွက်တော့ထိုးနိုင်ကြမယ်ထင်ပါတယ်ဗျာနော်69အောင်ခဲ့တယ်နောက်ညနေပိုင်းမှာဒီတန်းလေးဒီတန်းလေးရတော့ကျွန်တော်မနေ့ကလည်းမယုံမလုံလည်းပြောတာเนาะဟိုဘာဖြစ်လို့လဲဆိုတော့ပိတ်ရက်တွေရှိတာလို့เนาะအဲ့မှာ61ဆိုတော့ဟောဒေးတစ်ဆိုတော့ဟာလည်းတစ်ကြိမ်ကျွန်တော်တို့ထွက်သွားတယ်เนาะညီကိုသုံးမုံနှစ်ခတ်ထွက်ရမယ်ဆိုတာလည်းအမှန်သွားခဲ့တယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်ဒီနေ့2049ဆိုတော့ဘရိတ်က3ရက်အတွင်းဆိုတော့နည်းနည်းလိုသူကတော့3ရက်အတွင်းဖြစ်တဲ့အတွက် မှန်တယ်မှားတယ်တော့ကျွန်တော်တို့အတိုက်ပြောလို့မရသေးပါဘူးဗျเนาะအဲအဲမှာကျွန်တော်တို့ဒီညီကိုနှက်ခတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဘယ်ရရတဲ့ဆိုတာကျွန်တော်အများအားနဲ့ပြောပြသားပါเนาะထိတ်စီးတွေပါတွေအကုန်လုံးတည်ပြီးသားဟာလားဒါယူကျွန်တော်ထပ်ကြည့်တက်လဲလဲပြောမပြတော့ဘူးဒီတန်းတွက်နီးဆိုလဲပြောမပြတော့ဘူးဒါကိုအဲအမျိုးကောင်းသားတယောက်ကဝင်ပြီးတော့เนาะမရိုင်းထားတာတွေ့တယ်ဒါပေမဲ့လည်းကျွန်တော်ကိုအများအားချစ်ခင်အားပေးတဲ့လူတွေကတော့ဝင်ပြီးတော့မခံနိုင်လို့ဝင်မှန်းထားတာရှိတယ်ဆဲပါစီဗျာကျွန်တော်တို့ကတော့ပြဲ့မပါတော့ဘူးတို့ကတော့အဲ့လိုမျိုးပေါ့เนาะ ကိုယ့်ရဲ့ကာရက်တာကိုယ့်ရဲ့မိဘညီကိုမောင်နှမကိုထိခိုက်တယ်ဆိုတာကိုသူတို့မသိလို့ပြောခြင်းပဲဖြစ်ပါလေကဲအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကဒီ20လေးမှတ်မိရနော်ဒီ20လေးမှန်တဲ့အတွက်ဒီလေးဟိုနနမျိုးပေါ့နော်ကျွန်တော်တို့ပထမတနေ့နောက်တဲ့ဒုတိယတနေ့ကျွန်တော်တို့ပြောတဲ့အခါမှာဒီပထမတနေ့တနေ့တွင်ဒီလေးကတော့မှန်ခဲ့တယ်ဒုတိယတွင်ဒီကတော့ဖောင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြန်တွက်မှာပါပဲမနော်ဘောင်းလေးတွင်ဒီလေးကလှလို့ကဲအဲ့တော့ထားပဲအဲ့တော့ကျွန်တော်တို့တပတ်လျှော်လိုက်တဲ့အခါကျတော့ရှစ်ရှစ်6နှစ်ကစားလိုက်မယ်နော်ရှစ် ရှစ်ခြောက်နှစ်၄၃ည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 ၅6ဆိုပြီးတော့ဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုထွက်တယ်ဆိုတော့မှတ်မိမှာပါနော်ဒီကောင်းနဲ့ဒီကောင်းနဲ့ပေါင်း8ပါတဲ့နော်8 8ရဲ့နှစ်ခက်က1တရပါဝါ6 8 6တဲ့နောက်တစ်ခါဒီ8နဲ့8နဲ့ပေါင်းတော့6 6ရက်နှစ်ခက်က9 9ရက်ပါဝါ4ရက်နှစ်ခက်က2 2ရက်ပါဝါ9 4နှစ်9နဲ့အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဟိုဘက်နဲ့ဒီဘက်ကိုချိန်လိုက်ဟိုဘက်နဲ့ဒီဘက်ချိန်လိုက်တဲ့အခါမှာ6တလုံးတူတယ်အဲ့လိုတလုံးနဲ့တူရင်အဲ့ကောင်ဘိုင်မာလို့ကျွန်တော်ပြောခဲ့တယ်เนาะအမျိုးလိုမှတ်မိမှာပါเนาะဘိုင်ဘိုင်မာတဲ့အဲ့ဒီမှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုရဲခါကြတော့69ဘိုင်နဲ့ဖြစ်မယ်69ပေါ့เนาะ 69အဲ့လိုဘိုင်းဖြစ်တဲ့တည်းမှာဒီလိုအခွေလေးလဲထွက်တယ်တပါးရေနော်ဒါပေမဲ့ကျွန်တော်တို့ကဟိုအခွေရတော့ဘာကြောင့်ထွက်တယ်လဲဆိုတော့ကျွန်တော်ပြမယ်နော်69ဆိုပြီးတော့ကျွန်တော်တို့အဲ့မှာဒီမှာ69နော်ဒီမှာ6ဘိုင်းဆိုတာလဲအောင်ခဲ့ရေနော်ဘိုင်းယူပြီးကစားမယ်ဆိုရင်ဘိုင်းကအောင်ခဲ့တယ်ပေါ့နော်ဟုတ်လားနောက်တစ်ခါ93ဒါ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 လူကောင်းတွေတည်ရေနော်ကျွန်တော်ထပ်ပြီးတော့တိတ်အများကြီးတော့ရွှေထွေးထူးရှိတ်တိတ်မရှင်းပြတော့နော် ဗီဒီယိုတွေကကျွန်တော်လည်းအတန်းနဲ့ချုံချိုချုံပြောတာတော့မှရှည်သွားတယ်ကျွန်တော်ကဘာလို့လဲဆိုတော့20ကိုအစားဆုံးအားရှိအောင်တွက်ပြနေတဲ့အတွက်ပါနော်အဲ့တော့69ဆိုပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြိုင်တွက်ပါမယ်ဗျ65တင်း65တင်း5 5456 5456ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်လိုက်မယ်တွက်လိုက်မယ်ဆို9နဲ့4နဲ့ပေါင်း 6ကိုရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 6 1နောက်တခါဒီ9ရဲ့9ရဲ့ပေါင်း2 2နှစ်ရဲ့နှက်ခတ်က4 4ရဲ့ပါဝါ9 9ရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 6 1အဒီမာလဲ961ဒီမာလဲ961အဲ့ဒီလို961တူနေပြီဆိုရင်တဲ့ဘာဖြစ်လဲအခွေပါနော်၃လုံး၃လုံးတူနေခွေပါတဲ့ဒီကောင်ပဲနော်ဒီကောင်နဲ့ပေါင်းတယ်တော့ခွေလိုက်မယ်ခွေပါတဲ့နော်ကြဲအဲ့တော့ဘာတွေထွက်သွားတဲ့လဲဆိုတော့ခွေဆိုရဲ့နေမှာကျွန်တော်ပြောတာနော် အပူပါထည့်ခွေရမယ်ပေါ့ဒါမှမဟုတ်လေခွေဒီဟိုဘက်နဲ့ဒီဘက်နဲ့ပေါင်းခွေပေါ့နော်အဲလိုမျိုးခွေပေါ့ဒါမှအပူထည့်ပဲခွေလိုက်ပါဒီဘက်ဟိုဘက်ဒီဘက်ပေါင်းခွေညားသွားတာပေါ့နော်အဲအပူထည့်လိုက်တယ်အပူအပူထည့်ရမှာပေါ့နော်အမကိုကိုလို့66တို့တစ်တစ်တို့ထည့်ရမယ်နော်အဲလိုမျိုးလေးထည့်ပြီးခွေမယ်ကျန်လာတော့အပူမထည့်နဲ့ပေါ့နော်ဒီလိုတူညီတဲ့ဟာအပူသုံးလုံးပြန်ထည့်လိုက်ပေါ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့3ရာရှိတဲ့မအောင်ပါဘူး66တဲ့နော်66 6ယောက်ဆိုရင်ကျွန်တော်ပြဒီကောင်ကိုခွေပြီးသွားဆိုဒီ6 6တူတဲ့2ခုအပူလေးတွေထည့်မယ်ကျွန်တော်ပြီးခဲ့ပါကပြောခဲ့သလိုပဲเนาะအဲ့မှာကျွန်တော်6 6ဆိုပြီးအောင်ခဲ့ပါတယ်ရဲ့နောက်တစ်ခါ3ည3ည3ည3939 3939 3939 3984 24ဆိုပြီးကျွန်တော်တို့အဲ့လိုထွက်တာပါတယ်ပြီးခဲ့ပါကဒီနီးနဲ့เนาะတော်တော်ပေါက်ကြရယ်เนาะ အဲဒီ၃ညနဲ့၄နဲ့ပေါ့၄ပါတဲ့၄ရက်နှစ်ခက်က2 2ရက်ပါပါခွန်၄နှစ်ခွန်ဒီ၄နဲ့2နဲ့ပေါ့6 6 6ရက်နှခက်က6 6ရက်ပါဝါ4 4ရက်နှခက်က2 2ရက်ပါဝါခွန်4 2ခွန်ဆိုပြီးတူပြန်ပြီတဲ့အဲ့ဒီလိုတူလာရင်ကျွန်တော်တို့ပြောသလိုခွေပေါ့နော်ခွေရပါမယ်တဲ့ဒီကောင်ခွေရပါမယ်တူတဲ့4 2ခွန်နှလုံးဝင်တာကျွန်တော်တို့အပူထည့်မယ်နော် ဲ့တော့ကျွန်တော်တို့လင်းအဲ့တော့ခွေမယ်ဆိုတဲ့အခါကျတော့ဗာထွက်သွားတယ်လေဆိုတဲ့အခါကျတော့နှစ်သုံးနဲ့မအောင်ပါဘူးနော်နှစ်သုံး69ဟော69တဲ့ဟာဒီမှာ69အခွေနော်အောင်သွားပါတယ်တဲ့ဒီမှာ69နော်ဟဲ့ကဲနောက်တစ်ပြောင်းတွေ့ပါမယ်နေခွန်ရှိတော့နေခွန်ရှိတော့ရှိတော့ပူပူ၆ခွင် ကိုကိုခြောက်ခွန်ကိုငါခွန်လေးဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်3နဲ့4နဲ့ပေါင်းခွန်ခွန်ရဲ့နှစ်ခတ်က3ည3ညပါပါ5ခွန်3ည5ဆိုတဲ့ကီး3လုံးဒီပင်မှာเนาะဒီမှာရပါပြီတဲ့ကဲအဲ့ဒါဆိုရင်ဒီဘက်ကကျွန်တော်တို့ဒါလေးတွက်မယ်4နဲ့ခွန်နဲ့ခွန်နဲ့ပေါင်းတော့4 4ရဲ့နှစ်ခတ်က2 2ရဲ့ပါဝါခွန်ခွန် နှစ်ခက်က3ည3ညရဲ့ပါဝါ5ခွန်3ည5တဲ့ဟောလာတူပြန်ပြီတဲ့အဲ့တော့ခွန်3ည5လို့လာတူပြန်ရင်ဒီကောင်ခွေရအောင်မယ်တဲ့ထပ်ပြီးတော့ဟုတ်လားအဲ့တော့0နှစ်ခွန်3ည5ကိုကျွန်တော်တို့ခွန်ခွန်3 3ည3ည5 5ထည့်ပြီးတော့ကျွန်တော်တို့ခွေမယ်ပေါ့နော်အဲ့လိုခွေမယ်ဆိုရင်ကျွန်တော်တို့ဘာထွက်သွားမလဲဆိုတော့၄၃ညတဲ့ဟော၄၃ညအဲဒီမှာ၄အဲဒီမှာ၃ည၄၃ညဆိုပြီးအောင်ခဲ့ပါတယ်၉ရှိ၉ရှိတဲ့၉ရှိမှာတော့မအောင်ပါဘူးနော်တို့အဲ့တပင်တပင်အောင်ပါရဲ့ဗျနော် ခါလေးလဲနှစ်ပင်အောင်တယ်ဒါပေမဲ့တပင်အောင်ကြီးကျွန်တော်ရက်ထားပေါ့ဗျာနော်ကဲနောက်တော့ခုကျွန်တော်တို့နှစ်တစ်လေးရှိတဲ့နှစ်တစ်လေးရှိ6 3 9 9 6 3 9 9 9 9ကိုကိုတိရှိတိတိတိရှိတိတိဆိုပြီးတော့ဒီလိုမျိုးထွက်ထားပါတယ်ဒီနေရာမှာကျွန်တော်တို့စောရကတဲအောင်မဲ့လူတွေရှိပါတယ်အခွေတွေကမင်းပြောသလိုဆိုများလိုက်တဲ့များကနန်းတွေများလိုက်လားလို့ပြောအောင်မဲ့ကနန်းနည်းအောင်ကျွန်တော်တို့ကအုံနှောင်းသုံးရပါလိမ့်မယ်နော်ဒီတိုင်းလာတော့ကြည့်ရင်တော့များသလိုပါပဲပြီးရင်ထုတ်ရင်ဘာမှမရှိပါဘူးဟုတ်လားအဲ့တော့ ရှင်းနေတင်းနေပေါင်းကိုကိုရဲ့နှက်ခက်က66ဘာဝတ်ကဲဒါနမတကထပ်ပေါင်းမယ်တင်းနေတင်းနေပေါင်းနှင်းနှင်းနှက်ခက်က4 4ရဲ့ဘာဝကိုကိုရဲ့နှက်ခက်က66ရဲ့ဘာဝတ်66တက်လို့တခါထပ်ပြီးကြုံမြန်ပြီတဲ့66တက်လို့ဂျုံတဲ့အတွက်ဒီကောင်ကထပ်ပြီးခွေရပါလေဦးမင်းတဲ့အဲ့တော့ခွေမယ်ခွေမယ်ဆိုတဲ့အခါကျတော့66666တက်တက်ထည့်ပြီးတော့ကျန်တာတွေကိုခွေမယ် เนาะအဲ့လိုခွေလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာထွက်သွားလဲဆိုကိုလေးတဲ့ဟောဟာဒီမှာကိုဟာဒီမှာလေးကိုလေးဆိုပြီးတော့ထွက်တယ်ကိုလေးဆိုပြီးတော့ထွက်တယ်ဟာလာเนาะအဲ့တော့ထွက်ခဲ့ပေါ့เนาะကဲအနောက်တစ်ပြင်ကိုအဲနောက်တစ်ပြင်ကြီးပါမယ်ဆိုကျွန်တော်ကအပေါ်မှာအောက်မှာဆွတ်ပြီးရိုက်ကောင်းနေတယ်ဟိုတွက်ကောင်းနေတယ်အပေါ်ဘူးလူကထွက်သွားတယ်เนาะအဲ့တော့ဟိုဟာ9 4 9 4 2 4 9 4 2363290ဆိုပြီးထွက်ထားပါဗျာเนาะအဲ့လိုမထွက်ခင်မကျွန်တော်ခုနပြောရတဲ့မှာကျွန်တော်စကားပြတ်သွားလို့ပါမပါမသိမှဆိုလို့เนาะကျွန်တော်တို့ဒီလိုမျိုးတစ်လုံးနဲ့တူရင်ဒီကောင်ကိုဘိုင်ယူပြီးကစားပါမယ်ဒီလိုသုံးလုံးတူရင်ဒီဘက်နဲ့ဒီဘက်နဲ့သုံးလုံးတူရင်ဒီကောင်ကိုအခွေအနေနဲ့ကစားပါမယ်เนาะဒီဒီလိုသုံးလုံးတူရင်ဟာလာတကယ်လို့ဥပမာဒီကောင်နဲ့ဒီကောင်နဲ့မှာနှလုံးနဲ့တူရင်အဲဒီကောင်ဝမ်းကျင်းဖြစ်နေကစားမယ်လုံးဝမတူဘူးဆိုရင်ဟိုဘက်ဒီဘက်ကိုအပြီးပေါက်ကစားမယ်เนาะဟုတ်ပြီ ကဲအဲ့ဒီတော့ကျွန်တော်တို့ဆက်ပြီးတွက်ပါမယ်ဆက်ပြီးတွက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့၄နဲ့၃ညနဲ့ပေါင်းတော့၄၄ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်နောက်တစ်ခါ6နဲ့၄နဲ့ပေါင်း3 3ရဲ့နှစ်ခက်က5 5ရဲ့ပါဝါ3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2အဲ့ဒီမှာပြန်ကြည့်ရင်ဒီမှာ2ခွန်နဲ့တူတယ်2ခွန်ပဲတူတယ်နှလုံးနဲ့တူရတဲ့အတွက်2ခွန်ဒီ1ချင်းဖြစ်ပါတယ်တဲ့နော်1ချင်းဖြစ်ပါတယ်တဲ့ကဲ အဲ့တော့ကျွန်တော်နှစ်ခုံဝိုင်းကြီးနဲ့ထွက်သလားကြည့်လဲရအောင်အဲ့ကြတော့ဝိုင်းကြီးမဲ့လောက်ရမှာနော်ဝိုင်းကြီးအနေနဲ့ပဲကစားလို့ရမယ်နော်အဲ့လိုနှလုံးတူဝိုင်းအဲ့တော့ကျွန်တော်တို့ဘာထွက်ပါလဲဆိုတော့တစ်ရှိတ်မအောင်ပါဘူးတစ်ခွန်ဟောတစ်ခွန်နဲ့ဟောတစ်ခွန်မှာဒီမှာခွန်တလုံးဆွဲပြီးတော့ဝိုင်းကြီးအဖြစ်နဲ့အောင်ခဲ့ပါလေဗျာနော်အဲ့တော့ဝိုင်းကြီးအဖြစ်ပဲကစားလို့ရမယ်နော်အဲ့လိုနှလုံးနဲ့တူတဲ့နေ့ဆိုရင်နော်သုံးလုံးတူရင်အခွေအနေနဲ့ကစားလို့ရမယ်တစ်လုံးနဲ့တူရင်ဘိုင်းအနေနဲ့ကစားလို့ရမယ်နော်လုံးဝမတူရင်ခိုးဘက်တူရင်အပီးပေါက်ကစားမယ်နော်

နှစ်ရက်နှစ်ခက်က၄၄ရက်ပါဝါ၉၉ရက်နှစ်ခက်က၆၆ပါဝါ၁ဟော၉၆၁ဆိုပြီးသုံးလုံးလာတူပြန်ပြီတဲ့သုံးလုံးလာတူရဲ့အတွက်ဒီကောင်ခွေရပါမယ်တဲ့နော်၉၆၁ဆို၉၉၆၆၁ကိုထည့်ပြီးတော့ခွေအဲ့တော့ခွေမယ်ဆိုရင်ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့1925ဆိုပြီးထွက်တယ်เนาะအဲ့မှာ19ကိုကျွန်တော်19ရဲ့ကိုရဲ့ဆိုပြီးထိပြီးတော့ အောင်ခဲ့ပါတယ်ကျွန်တော်ဒီလိုလေးအုပ်ထားတာပါအောင်လဲဆိုဟိုဗီဒီယိုဖိုင်ရလဲခဏခဏပြဟိုစတိုးရပဲပြည့်နေလို့လားမသိကျွန်တော်လည်းသေချာပြန်ဆေးအောင်မယ်နော်ဗီဒီယိုကရိုက်နေနေထွက်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 သွားတဲ့အတွက်အပိုင်းတွေကအဲ့လိုဖြစ်ဖြစ်သွားရတဲ့နော်အဲ့တော့ပြီးသွားတဲ့အခါဆိုရင်အမကျွန်တော်တစ်ကိုဆိုပြီးအောင်ခဲ့ပါတယ်ကဲအဲ့တော့နောက်တစ်ပြင်တွေ့ပါမယ်နောက်တစ်ပြင်တော့ဒီမှာကျွန်တော်ခုနအဲ့ဒီဘီနေပြီးရိုက်တာတာနော်အဲ့ဒါမှကျွန်တော်ပြောချင်တာဟုတ်လားအဲ့တော့နောက်တစ်ပြင်မှာကျွန်တော်3 5 4 1 2 3 6 8 8ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ် နော်နည်းနည်းလေးဆက်ဆက်ပြီးကြည်ပါဗျာဗီဒီယိုလေးဟောက်ပါနဲ့ခွန့်လပါနော်ကျွန်တော်လည်းအောက်မှာကြည်ရိုက်နေရအပေါ်မှာစထိုးပြလိုလားမသိတခါမှမဖြစ်ဘူးခဏခဏဗီဒီယိုပြန်ပြန်ထွက်သွားတယ်နော်အဲ့တော့ဒီမှာ1နဲ့8နဲ့ပေါင်း6ကိုရဲ့နှစ်ခက်က6 6ရဲ့ပါပါ1 6 6တစ်ပါပဲတဲ့နော်ဂီရကျန်တော့ကဒီမှာ9နဲ့8နဲ့ပေါင်း3 3ရဲ့နှစ်ခက်က9 9ရဲ့ပါပါ3ည3ညရဲ့အဲရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါပါ2 3539ခုနှစ်ဆိုတော့ဒီမှာဒီဘက်နဲ့ဒီဘက်ကလုံးဝမတူညီတော့ဘူးเนาะပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောခဲ့ရနော်လုံးဝမတူညီတော့ဘူးမတူညီတဲ့အတွက်ဒီဘက်နဲ့ဒီဘက်ကိုအပြီးခွေရမယ်နှစ်ခုเนาะဒီဘက်ကငါးလုံးနဲ့ဒီဘက်ကလေးလုံးနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ခွေရမယ်ဆိုပြီးကျွန်တော်တွက်ပြထားတာเนาะဒီမှာမှတ်မိပါတယ်เนาะဒီမှာเนาะဟုတ်လားအဲ့လိုတွက်ပြထားရတဲ့မှာကျွန်တော်တို့အဲ့မှာကျွန်တော်တို့ပါလဲအဲ့ဒီကဘာနဲ့အောင်လာလဲဆိုတော့36 36 36ပေါ့เนาะ36ဆိုတော့ဒီမှာကျွန်တော်36ဆိုပြီးတော့အောင်ခဲ့တာကိုကျွန်တော်တို့ နော်အဲ့မှာတွေ့ရမှာဖြစ်တယ်နော်3ည6ဒီမှာ3 6ဒီမှာ3ညနော်3ည6ဆိုပြီးအဲ့တော့အောင်ခဲ့တယ်ဟာလာအဲ့တော့ကျွန်တော်တို့မနက်ပိုင်းထွက်တာက3ည6တဲ့နော်နောက်တစ်ခါ2 5တဲ့ဟာလာအဲ့မှာကျွန်တော်တို့3ည6မှာဒီဘက်နဲ့ဒီဘက် TV အောင်ခဲ့တယ်2 5မှာဒီအခွေတဲရပဲပြန်ထွက်တယ်နော်ဒါပေမဲ့ထားပါတော့အဲ့တော့3ည6ဆိုပြီးကျွန်တော်တို့အောင်ခဲ့တယ်ဒီအခွေတကောင်က ချွင်းချက်အနေနဲ့ဒီကောင်မှာဆက်ပြီးခွေးမယ်ဆိုရင်တော့2-5ပါအောင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောထားတဲ့ဇကာအတိုင်းပဲဟိုဘက်နဲ့ဒီဘက်ဟိုပါဖြစ်ရင်မတူညီတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြီးပေါ့ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီအင်္ဂါနေ့အတွက်ကိုတွက်လိုက်ရအောင်ရှင်5ခွင်ရှင်5 3ခွင်3ခွင်439 33 439 336ခွန်4 6ခွန်4 1ဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင် ခုနှစ်တင်းနဲ့ပေါင်း၈၈ရက်နှစ်ခက်က၁တည့်ရပါဝါ၆၈၁ဆိုတော့ကြီးသုံးလုံးနဲ့ဒီဘက်ကအတွအောက်တက်မယ်ဆိုရင်9ရက်9ရက်4ရက်ပေါင်း9 9ရက်နှစ်ခက်က6 6ရက်ပါဝါ1 1ရက်နှစ်ခက်က8 8ရက်ပါဝါ3အဲ့တော့ 116ဆိုပြီးတော့မှ618ဆိုပြီး3လုံးသွားတူနေပြီတဲ့3လုံးသွားတူနေရတဲ့အတွက်116အထီနဲ့ကျွန်တော်တို့ဒီကောင်ကိုခွေရပါမယ်တဲ့နော်ခွေရပါမယ်တဲ့ဟာလားအဲ့တော့ကျွန်တော်တို့ခွေကြည့်လိုက်ကြအောင်ဗျနော်အဲ့တော့ကျွန်တော်ထိပ်စီးအရင်ပေးမယ်ဗျပြီးတော့မှကျွန်တော်ခွေတာပြီးပါလေလုံးမယ်နော်ကျွန်တော်တို့မနေ့ဖငါအတွက်ထိပ်စီးက မနေ့မှငါအတွက်ကီးထိတ်ကကျွန်တော်တို့ကီးထိတ်က9 38ပါတဲ့နော်ခုနက938နောက်တော့ကဘရိတ်ကကျွန်တော်တို့ဘရိတ်က83အာ839 35ပါတဲ့နော်အဲ့မှာ839ဒီ main ဘရိတ်ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ခုနအခွေရပါရတဲ့လဲဆိုရင် 6683 6683ဆိုတာကိုအပြီးခွေရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့6 6ဆိုတော့ဟိုဟာ88တို့တတို့66တို့အပူးထည့်ခွေရင်လည်းခွေပေါ့နော်ဒါအပူးကိုထည့်ခွေလို့အားမယ်ဆိုတာပြောထားတာပါအပူးမကြိုက်ရင်မခွေပါနဲ့နော်ကျွန်တော်ကတော့အဲအပူးတိတ်မကြိုက်ခြင်းဒါမှဟိုဒါမှပြောလို့တော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုခွေမယ်ခွေမယ်ဆိုတဲ့အခါကျတော့ cô chợ nè nó cô chợ cô chợ cô đi cô chợ cô đi cô chợ cô đi cô xí cô tàu cô tàu đi. တိရှိတိတုံးရှစ်တုံးဆိုပြီးဒီလိုမျိုးရပါတယ်เนาะရတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီ brain နဲ့တူညီတာဆိုရင်61เนาะ61 brain နဲ့တူညီတာเนาะ brain နဲ့တူညီတာ61တော့မှန်တယ်ဒါပေမဲ့ key ထိန်းနေကြတော့လုံးဝသွားမတူညီဘူးเนาะ ကိုတိဟုတ်လားအဲ့တော့ဒီ brain နဲ့တူညီတာကိုကိုတိကိုကျွန်တော်တို့ယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကဒီကောင်နဲ့တော့ကျွန်တော်တို့မလုံလောက်ဘူးအရန်နေနဲ့ယူရင်တော့ကို6တို့ဘာလို့ယူလို့ရတာပေါ့နော်ကို6တို့ဘာလို့ယူလို့ရတယ်အရန်နေနဲ့ယူမယ်ဆိုရင်ဒါပေမဲ့ဒီအခွေတိုင်းမှန်ခဲ့ရင်ဒီပရိတ်နဲ့ညီမယ်ဆိုရင်ကျွန်တော်ကို1တပောက်ပဲရှိတယ်အဲ့တော့ ကိုတိကိုတော့ကျွန်တော်တို့ထိတ်နဲ့မညီရတဲ့အတွက်မကြိုက်ဘူးမကြိုက်တဲ့အတွက်ကျွန်တော်တို့ကကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကစဉ်းစားကြရလေးဘာရှိသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကျွန်တော်ဟိုပါတော့မူဒီကတ်ထဲကဟာနေပဲကျွန်တော်သွားမယ်မူဒီကတ်ထဲမှာဗာပေးထားဆိုခွန်6 6ပေါ့เนาะအခုဒီမနေ့က6ခွန်6လို့ထွက်ထားတယ်အဲ့လိုထွက်ပြီးတိုင်း6 8 9 လေးဆိုတော့ပရိတ်ကတဲ့၃ရက်တွင်ထွက်ရပါမယ်တဲ့เนาะအဲ့ဒီလိုပဲပြီးခဲ့တဲ့ဟိုဒီနေ့ကကျွန်တော်40မှန်တော့ကျွန်တော်တို့ဟိုပြီးခဲ့တဲ့တောက်ကြနေက40ဆိုတော့ထွက်တာเนาะ၄ကိုပရိတ်ပေါ့เนาะ၄ကိုပရိတ်ထွက်တာတဲ့အဲ့ဒီ၄ကိုပရိတ်ထွက်ပြီးသွားရင်းနဲ့ကျွန်တော်တို့၄ကိုပရိတ်ထွက်ပြီးသွားရင်းနဲ့၃ရက်အတွင်းမှာတဲ့ကျွန်တော်တို့ဗာလဲဆိုတော့၄ကိုပရိတ်ထွက်ပြီးသွားရင်း၃ရက်အတွင်းမှာ၄ကိုလို့ထွက်ပြီးသွားရင်းနဲ့2 4 5 6ဆိုတဲ့ break ကလည်းဆင်းရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်496 496ကသွားပြီးတူညီနေတယ်အဲ့တော့496 break ကလေးတွေတော့ကျွန်တော်ကဒီမှာထည့်ပြီးထိုးစီခြင်းနဲ့အဲ့တော့ကျွန်တော်တို့496နဲ့ပတ်သက်လို့ထည့်ပြီးထိုးမယ်ဆိုရင်68တို့63တို့18တို့13တို့နော်တူညီတာကိုပြောတာနော်496ဆိုတော့နော်ဟုတ်လားအဲ့တော့ကျွန်တော်ကအခုနကပြောသလိုဒီရဲ့ brain နဲ့လည်းကိုက်ညီနေတဲ့ဟာကထိတ်နဲ့တော့မကိုက်ညီဘူးထိတ်နဲ့လည်းကိုက်ညီတာက ဒီကောင်နေဆိုရင်သွားကိုက်ညီတယ်ဟုတ်လားအဲ့တော့ကျွန်တော်ထိတ်နေကိုက်ညီအောင်ကျွန်တော်ပြန်ပြီးစီမယ်စီမယ်ဆိုတဲ့အခါကျတော့၈6 6ချက်က၈6လို့ရေးမယ်ပေါ့နော်၈6နောက်တစ်ခါ3 6နောက်တစ်ခါ8 1 3တပေါ့နော်ဒီဟာရဲ့နောက်တစ်ခါ6တဆိုတာကတော့ခုနကဟိုဗရိတ်နဲ့တွားတူညီတဲ့ဟာပေါ့နော်အဲ့တော့ဒီကောင်ကဒီဗရိတ်နဲ့တူညီတာဆိုရင်ဒီ၄ခွက်ဟိုဗရိတ်နဲ့တူညီတာဆိုရင်ဒီ6တတပေါ့ ထည့်ရင်ထည့်ပေါ့နော်ထည့်ထည့်ရမယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့တော့ဒီမှာကကျွန်တော်တို့ဒီအခွေနဲ့ဒီပရိန်းနဲ့ပဲသွားကိုက်ညီမလားဒီအခွေနဲ့ဒီပရိန်းနဲ့သွားကိုက်ညီ91ဆိုတပောက်ပဲထိုးကြရရှိတယ်တကယ်လို့ဒီအခွေနဲ့ဒီအခွေကဒီထိတ်နဲ့သွားကိုက်ညီမယ်ဆိုရင်ကျွန်တော်က2 4ဟာ4 6ဆိုပရိန်းနဲ့ညီတာကိုကျွန်တော်တို့ဆွဲထုတ်မယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီ၄ခွက်ပေါ့နော် ဒီလေးခွက်ကိုကျွန်တော်အနေနဲ့ကြိုက်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာမနေ့ကအောင်ကျွန်တော်ပြောဖို့မေ့သွားတယ်ဗျာဒါအဲ့ဒါပါလဲဆိုမူတီကတ်တွေယူထားတဲ့လူတွေတည်တယ်နော်ကျွန်တော်ကအဲ့ဒါတွေဟိုအများနဲ့ထည့်ထည့်ပြီးကျွန်တော်မပြောဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းဒီပြင်အစ်စ်အစ်စ်ကလေးရှာအဟောင်းလေးကြီးကျွန်တော်ကအစ်စ်အတွက်စဉ်းစားရတဲ့အခါကျတော့အဟောင်းလေးဒီမှာကျွန်တော်တို့ကအဲ့မှာပေါ့နော်ကျွန်တော်တို့ဘာထက်ရှိသလဲဆိုရင်ပိတ်ရရှိရင်တဲ့နော်ပိတ်ရရှိရင် 294ကို294ကိုဆိုတော့ break ကလည်းရှိထားပြန်နေဗျာเนาะအဲ့တော့ break 3မျိုးတည်းမှာကျွန်တော်က294ဆိုတော့ break တွေကြီးပဲပါနေတယ်เนาะ break 3မျိုးဒါကတူကဒီကျွန်တော်မူဒီကတ်ထဲမှာမူဒီကတ်တွေယူထားရလို့သိရနော်ဒါတွေရပြက်ခဲတယ်ဟုတ်လားပြီးခဲ့ပတ်ကလည်းကျွန်တော်ပြောတယ်အဲ့တော့ဒီမှာ3ခုတောင်ကျွန်တော်တို့က2 4ကို2 4ကိုနေတိုက်ဆိုင်နေတော့ကျွန်တော်ကတစ်ခုကတော့အရင်ဆုံးဆွဲလိုက်မယ်ဒါ3ရက်အတွင်းမှာပဲထွက်ရမယ်ဟာလေးပေါ့နော်3ရက်အတွင်းမှာဆိုရင်အဲအနည်းဆုံး2ခုလောက်တော့ထွက်မယ်ဆိုရင်2 4ကို break ကသွားပြီးကန့်ညီတယ် နောက်တစ်ခုကျွန်တော်တို့ပြောချင်တာကပြီးခဲ့တဲ့ဘက်ကကျွန်တော်ပိတ်ရရှိခဲ့တယ်เนาะပြီးခဲ့တဲ့ဘက်ကပိတ်တယ်เนาะဒီလိုမျိုးပြီးခဲ့တဲ့ဘက်ကပိတ်လို့ရှိရင်တဲ့ပိတ်ရရှိခဲ့ရင်တဲ့ဒီဘက်မှာတဲ့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတဲ့အခါကျတော့ဒါလည်းကျွန်တော်တို့မူတီကတ်ထဲမှာပါရဲပြီးခဲ့တဲ့ဘက်ကလည်းမှန်ခဲ့တယ်เนาะအဲ့ဒါဘာလဲဆို1258 1258ခွန်8ဆိုတဲ့အခွေအခွေရလဲ3ရက်အတွင်းမှာဆင်းနိုင်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ပြန်ပြောမယ်ဆိုရင်ဒီထက်မှာပြန်ကြည့်လိုက်ရင်ကျွန်တော်တို့က87ဆိုတဲ့တပေါက်ဟာ တော်တော်ကြီးထိုးတင်တဲ့အရာလို့ကျွန်တော်သွားတွေ့ရမှာဖြစ်တယ်နော်တော်တော်ကြီးထိုးတင်တဲ့အရာလို့ကျွန်တော်သွားတွေ့ရမှာဖြစ်တယ်ကျွန်တော်လည်းကြိုက်ပါတယ်နော်အဲ့တော့အမျိုးတို့လည်းအကြိုက်တူရင်ယူပါအကြိုက်မတူရင်မယူပါနဲ့နော်အဲ့တော့ကျွန်တော်ကြိုက်တာကတော့အဲရှစ်တစ်တပောက်ကိုကျွန်တော်ပို့ပြီးကြိုက်ပါတယ်နော်ရှစ်တစ်တပောက်ကိုပို့ကြိုက်ပါတယ်ဒီဒီအခွေနယ်လည်းသွားကြိုက်ညီတာပေါ့နော်အခွေနယ်လည်းသွားကြိုက်ညီရဲ့အတွက်ကျွန်တော်ကတော့ရှစ်တစ်တပောက်ကိုပို့ကြိုက်ပါတယ်ကျန်တာတွေရော ဒီ၃ခွက်ကိုတော့ကျွန်တော်ဒုတိယအကြိုက်အနေနဲ့ထားကစားပြီးကြံတာလေးတွေကိုတော့စိတ်ကူးတဲ့ရလေးတွေမှာကျွန်တော်အရင်အနေနဲ့ထည့်ကစားပါမယ်เนาะအားလုံးအကြိုက်တွင်ယူပါအကြိုက်မတွင်လည်းကြော်သွားပါเนาะမနေ့ကလိုပဲဆဲဆဲကျင်တဲ့កောင်ကလည်းဟိုသူမိပါနေတိုင်းအဲ့လိုမျိုးရင်ရင်ကြီးကြီးလေးတင်ထားတာဖြစ်တဲ့အတွက်သူမိပါဆဲခိုင်းထားတယ်နဲ့တူပါတယ်ဝင်ပြီးဆဲရင်လည်းဆဲအောင်ဗျာเนาะကျွန်တော်လူတွေဆဲမကောင်းဖြစ်တာလွယ်လို့ကျွန်တော်ကတော့အသာလည်းပဲ့လည်းမပါတော့ဟုတ်လားကဲအားလုံးเนาะ ဒါတွေပြောနေတော့တွေပါတယ်လို့ပြင်မယ်เนาะဗီဒီယိုလည်းရှင်းပါပဲကဲအားလုံးဟိုဟာဒီကနေ့လိုပဲမနေ့မှလည်းအောင်အောင်မြင်မြင်နဲ့အောင်ပွဲတွေဆင်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ